တန်ရပဲစီဒီကနေ့အော်တိုဘာလာ၁၄ရက်အင်္ဂါနေ့ကနော်ရီထိုင်းသတင်းဌာနရဲ့ညနေခင်းရုံတက်တဲ့အစီအစဉ်မှာစစ်ကောင်စီကဂရင်းနီနဲ့ရှမ်းတောင်မှာစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်နေတဲ့အတွက် နေ့စဉ်ဒီပါတိုက်ပွဲဖြစ်ပွားနေတဲ့တဲ့င်။မြေပဲတိမ့်နေတဲ့စစ်ဘေးရှောင်မျိုးသမီးတဦးကိုဒရုန်းပုတ်စထိမှန်ပြီးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်။ရိုက်ကွန်မြို့နယ်ကဆစ်ရှောက်စခန်းတနေရာမှာထက်မှန်ရောက်ရှိလာတဲ့ဆစ်ရှောက်တွေအတွက်စားနပ်ရိက္ခာလိုအပ်နေတဲ့အခြေအနေနဲ့ ် KDF တပ်ရဲ့အမှတ်၁၄ဖွဲ့စည်းတည်ထောင်ပြီးလင်းနေတွင်ကြဆောင်ခဲ့ရတဲ့ရဲဘော်၁၃ဦးရှိနေတဲ့အကြောင်းလေးကိုကြည့်ရှုနားဆင်ကြရပါမယ်ရှင်။ကရီနီပြည်နယ်ရှမ်းကရီနီနယ်ဆက်ဖဲခုံမြို့နယ်အတွင်းမှာစစ်ကောင်စီတပ်ကစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆေးတိုက်ခိုက်မှုတွေရှိနေတာကြောင့်တော်လာရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ကရီနီမျိုးသားများကာကွယ်တပ် KDF ရဲ့သတင်းနဲ့ပြကြားရေးတာဝန်ရှိသူတို့ကပြောပါတယ်။လွိုက်ကောင်မြို့နယ်ရှစ်ဖက်ချံဒီမော့ဆိုမြို့နယ် ခရိုဆိုမြို့နယ်၊ဘောလခဲမြို့နယ်နဲ့ဂရီနီရှမ်းနယ်ဆက်ဖဲခုံမြို့နယ်တွေမှာစစ်ကောင်စီတပ်ကစီရင်လှောင်ရှားနေတာပါ။အောက်တိုဘာလ6ရက်နေ့တရက်ထဲဂရီနီပြည်ကနေရာ၃ခုမှာတော်လိုက်ရေးတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သားတေဆုံးမှုများပြားခဲ့တယ်လို့ KDF ကအောက်တိုဘာလ23ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။လွိုက်ကုံမြို့နယ်အတွင်းလေဖုံကြီးကျွရောက်မှာအင်အား60ကျော်ထိုးစစ်ဆေးလာတဲ့စစ်ကောင်စီတပ်သားတွေနဲ့ တော်လာရေးတပ်ဖွဲ့တို့နေရကြတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သား၁၀ဦးကျော်တေဆုံးကထိခိုက်ဒဏ်ရာရသူများပြားခဲ့တယ်လို့လက်နက်လင်းလင်းနဲ့ခဲယမ်းမိချောက်တွေသိသိရရှိခဲ့ပါတယ်။လွိုင်လီလေးမြို့နယ်ဂရီနီရှမ်းတောင်နယ်ဆက်ကကျေးရွာတွေဘက်ကိုစစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေစစ်ကြောင်းထိုးလာတဲ့အတွက်တော်လာရေးတပ်ဖွဲ့တွေနဲ့သုံးနိုင်နီးပါတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်းဆိုပါတယ်။ဒါရီပြင်ဘောလခဲမြို့နယ်ဝမ်မလန်းကျေးရွာအပေါ်ဘက် တောက်ကုတ်တစ်ခုမှာကာကေးချထားတဲ့စစ်ကောင်ရှင်တဲ့နဲ့တနိုင်နီးပါတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်ရှင်တပ်သားတေဆုံးမှုရှိခဲ့တယ်လို့လည်းပြောပါရယ်စစ်ကောင်ရှင်တပ်ကဒီမော့ဆုံမြို့နယ်အတွင်းဒေါငခါတနောင်းကွယ်ခေါပလော့ကျေးရွာဘက်ကိုထိုးစစ်ဆင်တိုက်ခိုက်နေတာနလားကျော်ရှိနေပြီဖြစ်ပြီးမြေပြေထိုးစစ်တွေပြင်လက်နေကြီး drone နဲ့နေ့စဉ်တိုက်ခိုက်နေတယ်လို့ KDF ကထုတ်ပြန်ထားပါရယ်ရှင်ပရိုဆိုမြို့နယ်ဒေါညေခုကျေးရွာနီးမှာ မြေပဲတင်းယူနေတဲ့စစ်ဘေးရှောင်တွေကိုစစ်ကောင်စီတပ်က drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မနေ့ကအော်တိုဘာလ7ရက်နေ့မနေ့7ရက်နေ့ချိန်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးအသက်55နှစ်အရွယ်အမျိုးသမီးတဦးလက်မောင်းဒဏ်ရာရရှိခဲ့တယ်လို့စစ်ဘေးရှောင်မျိုးသားတဦးကပြောပြပါတယ်။ဘုံစထိမှန်သွားတဲ့စစ်ဘေးရှောင်မျိုးသမီးဟာမိသားစုနဲ့တူမြေပဲတင်းယူနေတာဖြစ်ပါတယ်။ဒီမော့ဆိုပရိုဆိုဘောလခဲလမ်းမကြီးတိရှောင်းမှာ စစ်ကောင်စီတပ်တွေလှုပ်ရှားသွားလာနေတာကြောင့်တော်လာရေးတပ်ဖွဲ့တွေကလုံခြုံရေးတရိပ်ထားပြီးသွာလာကြဖို့တိုက်တွန်းထားပါတယ်။ဒေသခံတွေကတော့ရိတ်သိမ်းရသည်ဖြစ်တာကြောင့်အရေးစုပြီးတောင်ရတဲ့မှာတိမ်းယူနေကြတဲ့သူတွေလည်းရှိနေတာပါ။အခုရက်ပိုင်းပရိုဆိုမြို့နယ်အတွင်းမှာတိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။လိုက်ကောမြို့နယ်ရှစ်ဖက်ချံကစပေးရှောင်းစခန်းတနေရာကိုထက်မှန်ရောက်ရှိလာတဲ့ဆစ်ရှောင်းတွေအတွက်စာနာရိခာကူညီလိုအပ်နေတယ်လို့သိရပါဗျ။ ဆစ်ရှောက်စခန်းမှာရှင်နီပီတာမိသားစုတွေဟာအခက်အခဲတွေရှင်နီနေပြီဖြစ်တယ်လို့အခုဆစ်ရှောက်တွေထက်မှန်ရောက်ရှိလာတာကြောင့်အရင်ကထက်ပိုမိုခက်ခဲလာတာဖြစ်တယ်လို့ဆစ်ရှောက်စခန်းကော်မတီတာဝန်ရှိသူတူကပြောပါတယ်။ဆစ်ရှောက်စခန်းရဲ့ခူတော်မှာလည်းဆန်ကပြတ်လူနေပါဖြစ်နေပြီးတချို့မိသားစုတွေမှာရေရှည်စားဝတ်နေရေးစိုးရိမ်ပူပန်လာကြောင့်ကိုနီကိုဟန်နဲ့အလူရှင်ရှာဖွေတာလည်းရှိတယ်လို့ဆိုပါတယ်။အဲဒီဆစ်ရှောက်စခန်းကိုထက်မှန်ရောက်ရှိလာတဲ့ စစ်ဘေးရှောင်မိသားစုတရာဝန်ကြီးရှိပြီးလူဦးရေ400ရှိတယ်လို့သိရပါတယ်ရှင်ကရင်နီမျိုးသားများကကွေတက် KNTF တပ်ရဲ့အမတ်ဆက်လေးဖွဲ့စည်းတီထောင်ပြီး၄နှစ်တွင်ရဲဘော်၃၃ဦးချဆုံးခဲ့တယ်လို့ကိုလဲကဆုံရှုံသွားတဲ့ရဲဘော်၄ဦးရှိတယ်လို့ဒီကနေ့အောက်တိုဘာလ၁၄ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ KNTF တပ်ရဲ့အမတ်ဆက်လေးကို၂၀၂၁ခုနှစ်အောက်တိုဘာလ၁၂ရက်နေ့မှာတပ်ရဲစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။၄နှစ်ပြည့်ခမ်းနားကိုတော့ ပြီးခဲ့တဲ့အောက်တိုဘာလ12ရက်နေ့မှာပြုလုပ်ခဲ့တာပါ အခမ်းအနားမှာ KNDF တပ်ရဲအမှတ်14ရက်တာဝန်ရှိသူဒီဒီတပ်ဖို့တပ်မှုအတေရိုတွေကနေအမှားစကားပြောကြတာတင်နန်းတက်ရောက်ခဲ့တဲ့တင်နန်းသားတွေကိုတင်နန်းကာလအတွင်းအမိတ်နာခံမှုအကောင်းဆုံးစုနဲ့တင်နန်းသားစံပြစုပေးအပ်တာသစ္စာရေးတောက်တုံးတာတွေပြုလုပ်ခဲ့ကြပါတယ်ဒေါ်လာရေးကာလအတွင်းစဆောင်ခဲ့တဲ့ရဲဘော်နဲ့ကိုလင့်ကပေးဆက်ရတဲ့ရဲဘော်တွေအတွက် ကျရှိနေတဲ့တက်ရေးကတက်သားတွေအနေနဲ့လည်းပြည်သူတွေနဲ့အတူရက်တည်ပြီးအာဏာရှင်ကိုဆက်လက်တိုက်ခိုက်သွားမယ်လို့လင်းလက်စွာကတိကဝတ်ပြုထားပါတယ်။လင်းနစ်ပြအခမ်းအနားကိုတော့လူဦးရေ900ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်ရှင်။ကန်နရိုထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သံသတင်းတွေကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ Greeny ဘီသူဘီသားအားလုံးစစ်ဘေးပါဝင်တဘဝဘေးအမျိုးမျိုးနဲ့ကင်းဝေးကြပါစေရှင်။ကျမမော်လေးများပါ။